မင်္ဂလာပါဒီချက်ဒီနေ့တင်မဲ့သင်ခန်းစာကတော့ chapter 3 pressure pr အကြောင်းကိုပြောပြမှာဖြစ်ပါတယ်ဒီသင်ခန်းစာကိုမစခင်ဒီသင်ခန်းစာသင်ကြားရခြင်းရဲ့ရည်ရွယ်ချက်ကိုဒီချက်အရင်ပြောပြပါမယ် investigate atmospheric pressure and the use of the barometer လေရုဖီအားနဲ့ဘာရိုမီတာအသုံးပြုပုံကိုစူဇန်လေးလာတတ်စီရန်ရဲ့နောက်အရေထဲမှာဖြစ်ပေါ်နေတဲ့ဖီအား pressure in liquid အဲ့ဒါကိုလေ့လာစူဇန်ပြီးတော့မန်နိုမီတာရဲ့အသုံးဝင်မှုနဲ့အသုံးချမှုကိုရှင်းပြတတ်စီရန်သိတဲ့သိစီရန်ဖြစ်ပါတယ်။နောက်ဖော့ကုံကိုသိရှိနားလည်ပြီးတော့ Archimedes ရဲ့စင်းမြင်းကို လေ့လာအတည်ပြုနိုင်စေရန်နောက်ဆုံးတစ်ခုကတော့ Pascal ရဲ့ညရာမအသုံးချပုံကိုနားလည်ပြီးတော့ အရေးထဲမှာရှိတဲ့ဖိအားဆိုင်ရာအခြေခံအသိပညာတွေကို နေ့စဉ်ဘဝဖြစ်ရက်တွေမှာအသုံးပြုတတ်စေဖို့ပဲ ဖြစ်ပါတယ်။ကဲကြည့်အောင် what is pressure ဖိအားဆိုတာဘာလဲအဲ့တော့ဖိအားဆိုတာကိုမင်းတို့ grade 10မှာတည်းက p equal to fa ဆိုတဲ့ formula နဲ့တွဲပြီးတော့သိခဲ့ပြီးသားဖြစ်ပါတယ်။ငွေရည်တွေဟာသူတို့ရဲ့အလေးချိန်ညာဖိအားတက်ရောက်နိုင်တယ်။အဲ့တော့ဖိအားရဲ့ definition နဲ့ formula ကိုလည်း ဒီ grade တန်းမှာ သင်ခဲ့ပြီးသားဖြစ်တယ် p equal to fi a force bar unit area p နဲ့ pressure နဲ့ area ဟာပြောင်းပြန်အချိုးကျပါတယ် area ကျရင် area များရင် area ကျပြန့်ရင် phi r ဟာနည်းပါတယ် area နည်းတယ်ဆိုရင် phi r ဟာများတယ်အဲ့တော့ force နဲ့ area နဲ့ကြာရင်ဓာတ်ရိုက်အချိုးကျပါတယ် area များများ ဆိုရင် အားများများတက်ရောက်ရပါလိမ့်မယ်။ area နဲ့ရင် အားနည်းနည်းတရရပါလိမ့်မယ်အဲ့တော့ဒါကို great dam မှာတည်းကမင်းတို့လေ့လာသင်ယူပြီးသားဖြစ်ပါတယ်အဲ့တော့ငွေရည်တွေဟာငွေရည်ဆိုတဲ့ fluid ဆိုတဲ့ငွေရည်တွေဟာသူတို့ကိုထည့်ထားတဲ့ခွက်တွေရဲ့ပုံစံအတိုင်းရှိနေမယ်ငွေရည်ဆိုတာသူကအရေးဒါမှမဟုတ်အငွေပေါ့အရေးရောအငွေရောကိုဒီချေလို fluid လို့ခေါ်တာပါအဲ့တော့ကဘာမြေကြီးကိုဘာတွေနဲ့ဝန်းရံထားတယ်လဲဆိုရင် သူ့ရဲ့အပေါ်ဘက်အမြင့်မိုင်မောင်းများစွာရှိနေတဲ့လေဒုတွေ ਆ ပဲဝင်းရံထားတာဖြစ်ပါတယ်အဲ့တော့လေဒုထဲမှာအလေးချိန်ရှိတဲ့အငွေ့ဒရက်ထုတွေနဲ့ဖွဲ့စည်းထားတဲ့လေဒူထဲမှာအလေးချိန်ရှိတဲ့အငွေ့ဒရက်ထူတွေပါဝင်ပါတယ်။ဒါကြောင့်မလို့လေဒူရဲ့ပတ်ဝန်းကျင်ဟာပရက်ရှာရှိနေတယ်။ပရက်ရှာတက်ရောက်နေတယ်ဆိုတာကိုသိသာစေပါတယ်။အဲ့တော့ what is the pressure a carpenter used nail to join to piece of wood together The hammer hits the nail on its flat head. The nail sharp point pushed into the wood. Why does a nail have a sharp point? The force of the hammer is concentrated on a small area so that the nail will be able to penetrate the wood. If the nail is blue and the force of hammer is spread over the bigger area. and the nail will not go into the wood တခြားခုနော် p equal to f n a နဲ့ p varies 1 by a f varies a သဘောတရားအတိုင်းပဲဒီ explanation လေးကိုတခြားပြန်ပြောပြပါမယ်သူကလက်သမားတူဟာတသားစာနှစ်ခုကိုဆက်တဲ့အခါမှာတန်တွေကိုသုံးမယ်တန်နဲ့တူကိုသုံးမယ်တူရဲ့ပြားတဲ့ခေါင်းဘက်ကနေပြီးတော့တန်ကိုရိုက်မယ် ဲ့တော့တန်မှာခြွန်ထက်တဲ့တန်ရဲ့ထက်ရာတစ်သားတဲကို ထုလိုက်တဲ့အခါမှာဝင်သွားမယ်ကဲဘာကြောင့်တန်မှာခြွန်တဲ့ point တွေရှိနေတာလဲအဲ့တော့2ရဲ့အားဟာသိငယ်တဲ့တန်ရဲ့ area သိငယ်တဲ့တန်ထိပ်ပြားလေးရဲ့ area ပေါ်မှာ2ရဲ့အားဟာတက်ရောက်နေမယ်2ရဲ့အားဟာတက်မြောက်နေမှာဖြစ်တဲ့အတွက်ဒီတစ်သားတဲကို twin power ဝင်ရောက်နိုင်တဲ့တန်ဟာအဲ့တော့အကယ်၍များတန်ကသာတုံးနေမယ်ဆိုရင် ူရဲ့အားဟာတူကနေတက်ရောက်လိုက်တဲ့ force ဟာတုံးနေတဲ့တန်ရဲ့ကြီးမားတဲ့ area ပေါ်မှာ spread over ဖြစ်နေမယ်ပြန့်နေမှာ မို့လို့တစ်သားတဲ့ကိုတန်ဟာမထွန်းပေါက်နိုင်ပါဘူးအဲ့လိုအဓိပ္ပာယ်ပါပဲ pressure ရဲ့သဘောတရားဟာ area များရင် pressure က နဲပါတယ်ပရက်ရှာတက်ရောက်မှုအားနည်းတယ်ဒါကြောင့်မလို့တစ်သားတွေကိုဒီတုံးနေတဲ့တန်အားမဝင်နိုင်ဘူးခြုံထက်နေတဲ့တန်အားတော့သူ့ရဲ့ထိဝ area လေးသေးတဲ့အတွက်တူရဲ့တက်ရောက်တဲ့အားဟာတက်ရောက်မှုရှိတဲ့အတွက်တူရဲ့တက်ရောက်လိုက်တဲ့အားကြောင့်ဒီ small area ဖြစ်နေတဲ့အတွက် PR ဟာ PR များပြီးတော့ဒီတန်ရဲ့ဒီခြုံထက်တဲ့အပိုင်းနဲ့ဒီတစ်သားတွေကိုဝင်ရောက်သွားမှာပဲဖြစ်ပါတယ် The idea of pressure ဒီမှာလဲဒီလိုပါပဲ p equal to fia ရဲ့သဘောတရားပါပဲ p very တစ်ချက်ထည့်ရေးပါမယ်1 a f very a ရဲ့သဘောတရားပါပဲကြည့်အောင်ဒီမှာမွေရပေါ်မှာဒီအိရပေါ်မှာပေါ့နော် green ပေါ်မှာဒါမွေရရှိမယ်မွေရပေါ်မှာလူအားလဲလဲလျောင်းတာတစ်ခုတွေ့လိမ့်မယ်ဒီမှာမတ်တက်ရက်နေတာတစ်ခုတွေ့လိမ့်မယ် If a force is concentrated on a small area, we say that the force is creating a high pressure. If the force is spread over a bigger area, the pressure will be less. If you lie on a bed, the force of your weight is spread over a large area, you will make a shallow dip in the mattress. However, if you stand on the bed, your weight will be concentrated on a much smaller area you will make a much deeper dip in the bed okay ဒီရဲ့ explanation လေးကိုဒီချက်ပြောပြပါမယ်အဲ့တော့ p varies f လဲဖြစ်ပါတယ်သိငယ်တဲ့ area ပေါ်မှာအားသက်ရောက်ရင် तू आ pressure များမယ်ချဲတဲ့ area ပေါ်မှာ force အားသက်ရောက်မယ်ဆိုရင် pressure နည်းမယ်အဲ့တော့ဒီမှာအဲ့ရာပေါ်မှာလှဲနေမယ်ဆိုရင်ဒီလှဲနေတဲ့လူရဲ့ area ကကျဲတဲ့အတွက် အားများများတက်ရောက်ပါမယ်။ area ကျဲတဲ့အတွက် pressure ကလည်းနည်းပါလိမ့်မယ်။အဲ့တော့ pressure နည်းတဲ့အတွက်သူ့ရဲ့ area ပေါ်ကိုတက်ရောက်နေတဲ့အားကြောင့်အားများလို့ pressure နည်းမယ်ဆိုရင်အဲ့ဒီ pressure ကြောင့်ဒီရဲ့အိယာက तू ကဒီအိယာပေါ်မှာလှဲနေတဲ့အတွက် तू က shallow dip ဆိုတာဒီလှဲနေတဲ့ခွက်ဝင်သွားတဲ့နေရာလေးက तू တိမ်တိမ်လေးပဲဖြစ်နေမယ်။အဲတိမ်တိမ်လေးပေါ်ဒီမှာဒီမှာကြတော့မတ်တက်ရက်နေတဲ့ သူရဲ့ကြားတဲ့အခါကျတော့သူ့ရဲ့ခြေထောက်နှစ်ဖက်ရဲ့ area သေးနေတယ်ဖြစ်တယ်တဲ့ area လဲလျောင်းနေတဲ့ area ထဲတော့ तू ဟာငယ်နေမယ်သေးနေမယ် area နဲနေမယ် area ငယ်တဲ့အတွက်တချို့တော့အားဟာနည်းနည်းပဲတက်ရပါမယ်အားနည်းနည်းပဲတက်ရောက်မယ်ဆိုရင် pressure ကများပါလိမ့်မယ် pressure ဖိအားများတဲ့အတွက်အဲ့ဒီအိပ်ရာပေါ်မှာခွက်ဝင်နေတဲ့အဲဒီ dip က deeper dip ဖြစ်နေမယ်ဆိုလို့ဆိုလိုခြင်းပဲဖြစ်ပါတယ်အဲ့တော့ တကယ်တော့ thinking question တွေစဉ်းစားမယ်ဆိုရင်အရင်ဆုံး formula ကိုအရင်ဆုံးစဉ်းစားပါ formula ကနေပြီးတော့ area များရင် pressure နည်းပါမယ် area များရင် force များပါမယ်ဆိုတဲ့အချက်ဒီအချက်တွေကို z တိုင်း note တက်လောက်ထားဖို့လိုပါလိမ့်မယ်အဲ့ဒါဆိုရင်အလွယ်တကူပဲ thinking question တွေပြေလည်သွားပါလိမ့်မယ်အခုသင်ရိုးသစ် format ဟာဒီသင်ရိုးသစ် format ဟာကိုယ်တိုင်တွေးတတ်ကိုယ်တိုင်စဉ်းစားတတ်မှာ သိရှိနားလည်ပြီးတော့ဆုံးဖြတ်တတ်မှာပို့ပြီးတော့ဒီဆက်ပြီးတော့တက်မဲ့အတန်းအတွက်အဆင်ပြေမှာဖြစ်လို့အခုတည်းကဒီအခြေခံအချက်လေးတွေကိုပို့ပြီးတော့ဂယူဆိုင်ပြီးတော့သိရှိလေ့လာစေလိုပါတယ်။ကဲဆက်ကြည့်အောင်ဒီမှာဆိုရင် pressure နဲ့ပတ်သက်တဲ့ကီးနှုတ်လေးတွေကီးနှုတ်လေးတွေကိုဒီချက်တစ်ခေါက်ပြန်ပြီးတော့ပြောပြပါမယ်ဒီချက်အဲဒီအချက်လေးတွေကိုဒီချက်တို့ဒီမှာကီးနှုတ်အနေနဲ့ပြန်ပြီးတော့ရေးထားခြင်းပဲဖြစ်ပါတယ်ပြန်ကြည့်အောင် fluid can exert pressure by virtue of their weight fluid represent state of matter that take the shape of their container fluid is either liquid or gas the earth is surrounded by the atmosphere up to a height of several miles the atmosphere which consists largely of masses of gases has weight therefore it is obvious that the atmosphere exerted pressure ငွေရည်တွေဟာသူတို့ရဲ့အလေးချိန်တွေကြောင့်ဖိအားတွေတက်ရောက်နိုင်တယ် ငွေရည်တွေကသူတို့ထည့်ထားတဲ့ခွက်ပုံစံအတိုင်းရှိနေမြေငွေရည်လို့ပြောတဲ့အခါမှာငွေရည်ဟာရှေ့ရတစ်ချက်ပြောခဲ့သလိုပဲ fluid ဆိုတာငွေရည်ပါအဲ့တော့ fluid မှာ consists of the gas and liquid အရေရောအငွေရောပါရင်အရေရောအငွေရောကိုဒီချက်တော့ fluid လို့သတ်မှတ်တာပါငွေရည်လို့ခေါ်တာပါအဲ့ တီချာတို့ရဲ့ကဘာမေကြီးကိုဘာတွေနဲ့ဝင်းရံထားလဲဆိုရင်သူ့ရဲ့အပေါ်ဘက်အမြင့်မိုင်မောင်းများသာမှရှိနေတဲ့လေရုတွေပဲဖြစ်ပါတယ်လေရုတွေနဲ့ဝင်းရံထားခြင်းပဲဖြစ်ပါတယ်အဲ့တော့လေရုထဲမှာအလေးချိန်ရှိတဲ့အငွေ့ရဲ့ဒရက်ထူတွေနဲ့ဖွဲ့စည်းထားတယ်လေရုထဲမှာပဲအလေးချိန်ရှိတဲ့အငွေ့ရဲ့ဒရက်ထူတွေပါဝင်တယ်ဒါကြောင့်မလို့လေရုရဲ့ပတ်ဝန်းကျင်မှာပရက်ရှာတက်ရောက်နေတယ်ဖိအားတက်ရောက်နေတယ်ဖိအားရှိနေတယ်ဆိုတာကိုသိသားစေပါတယ် ော်တချေတို့ပတ်ဝန်းကျင်မှာ every အာဒီ non levity or levity ဘေးပတ်ပတ်လဲမှာအလုံးမှာ လေဓုတွေကိုပတ်ဝန်းကျင်မှာလေဓုဖြစ်အားလေဓုဖြစ်အားရှိနေတယ်လေဓုရှိနေတယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်အဲ့တော့ atmospheric pressure အကြောင်းကိုကြည့်ရအောင် atmospheric pressure အကြောင်းကိုကြည့်တဲ့နေရာမှာဒီချက်တို့ဟာဒီမှာ atmospheric pressure ရဲ့အဓိပ္ပာယ် definition ကိုဒီပထမအဆုံး point မှာထည့်ထားပါဗျ။အဲ့ဒါလေးမင်းတို့ note တက်လုပ်ဖို့လိုပါလိမ့်မယ်။ the pressure exerted on a body by atmosphere due to the weight of atmosphere is called atmospheric pressure at the earth surface the magnitude of the atmospheric pressure is about 100 kilonewton per meter square atmospheric pressure which acts on a human beings and animals on the surface of the earth is actually very high ဒီရဲ့ explanation အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုဒီချက်ပြောပြရမယ်ဆိုရင်လေထုမှာအလေးချိန်ရှိတဲ့အတွက် ကမ္ဘာမြေပြင်ပေါ်မှာရှိတဲ့အရာဝတ္ထုတစ်ခုပေါ်ကိုဖိအားတက်ရောက်နိုင်လို့အဲ့ဒီဖိအားကို လေရုဖိအားလို့ခေါ်ခြင်းပဲဖြစ်ပါတယ်။ဒါကတော့ဒိဗယ်ဖွင့်ဆိုချက်ပါ။မင်းတို့အနေနဲ့နှုတ်တက်လောက်ရမယ်။ကိုပိုင်စကလုံးနဲ့ရေးတဲ့အရင်လဲရေးလို့ရအောင်လေ့ကျင့်ကြည့်စေချင်ပါတယ်။ The pressure exerted on the body by the atmospheric pressure due to the weight of the atmosphere is called atmospheric pressure လေထုမှာအလေးချိန်ရှိတဲ့အတွက်မြေပြင်ပေါ်မှာရှိတဲ့အရာဝတ္ထုတစ်ခုပေါ်ကိုဖိအားတက်ရောက်နိုင်လို့အဲ့ဒီတက်ရောက်တဲ့ဖိအားကိုလေထုဖိအားလို့ခေါ်တာပဲဖြစ်ပါတယ်။ကမ္ဘာမြေပြင်ပေါ်မှာရှိတဲ့လေထုဖိအားဟာ100ကီလိုနျူတန်ပါမီတာစကွဲရှိပါတယ်။ဒါကတော့ဒီချက်တို့က P = F/A နဲ့တွက်ထားခြင်းပဲဖြစ်ပါတယ်။ ဒါ force newton ပေါ့မှန်မှ kilo newton ကိုဒီချယ်တို့က meter area ရဲ့ meter square နဲ့စားလိုက်တဲ့အခါ100 kilo newton per meter square ရခြင်းပဲဖြစ်ပါတယ်။ဒါလေးကတော့မင်းတို့ note တက်လုပ်ထားဖို့လိုပါလိမ့်မယ်။ Now atmospheric pressure which at on a human being and animal on the surface of the earth is actually very high. လူတွေနဲ့ဒိဋ္ဌိဆန်တွေပေါ်မှာတက်ရောက်နေတဲ့လေထုဖြာအရန်ကို ကြီးမားပါတယ်။ ီချေရောခုနပြောတဲ့အသက် at surface the magnitude of atmospheric pressure is about 100 kilonewton per meter square အဲ့ဒီရဲ့ဆိုလိုရင်းကတော့ every person ပါပြင်းညလူတဦးပေါ်ကိုတက်ရောက်နေတဲ့ပြင်းညလေးတို့ဖီအားဟာ100 kilonewton per meter square ဖြစ်တယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်ဆက်ကြည့်အောင် We do not normally feel the large atmospheric pressure because our body is full of air, blood vessel and body fluid. So the pressure inside our body is almost the same as the external pressure and so balances it. This is the reason why we are able to withstand the atmospheric pressure. ဒီရဲ့ explanation ကိုပြောပြရမယ်ဆိုရင်တို့ရဲ့ခန္ဓာကိုယ်ဟာလေဒီ လေတွေတဲ့သွေးကြောတွေနဲ့ကိုရင်းအရေတွေနဲ့ပြည့်နေတာပါအဲ့ဒီလေသွေးအဲ့ဒီအရေတွေကိုရင်းအရေတွေရဲ့ဖြစ်အားပြင်ပဖြစ်အားနဲ့ဒီချေလို the same ပေါ့ almost the same ပေါ့တူညီလူနီးပါရှိနေတဲ့အတွက်ရှိနေပြီးတော့ပြင်ပဖြစ်အားကိုပြင်ပကတက်ရောက်လာမဲ့ external pressure ကို valent ဖြစ်အောင်လှုပ်ထားပေးနိုင်တယ်ဒါကြောင့်မလို့ငါတို့ကလေတို့ရဲ့ဖြစ်အားဒဏ်ကိုခံနိုင်စွမ်းရှိတယ်ဒီချေလို့ကိုယ်ထဲမှာရှိနေတဲ့လေတွေ ကိုရင်းထဲမှာရှိနေတဲ့အရေတွေသွေးတွေရဲ့ဖိအားဟာပြင်ပအဖိအားနဲ့တူညီလူနီးပါးရှိနေတဲ့အတွက် လေဒုဖိအားရဲ့အတန်ကိုခံနိုင်ရည်စွမ်းရှိတာပဲဖြစ်ပါတယ်။ဆက်ပြီးတော့ကြည့်အောင် nose bleeding which sometimes occurs at the place of low atmospheric pressure is due to the fat that the blood pressure is higher than the atmospheric pressure. The atmospheric pressure changes according to locality and time. The atmospheric pressure at the plains is higher than that of the hilly region. ဒီ note မှာပါတဲ့အချက်လေးရရတော့မင်းတို့အထူးသဖြင့် note လောက်ထားပေးဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့တချို့ objective type တွေမှာဒီပုံစံမျိုးတွေ plan type တွေ true for တွေ multiple choice တွေမေ့တတ်ပါတယ်တခါတရံမှာဒီချေတို့နှကောင်းသွေးရှန်တတ်တာကိုတွေ့ကြရမှာပါကိုယ်တိုင်လည်းခံစားဘူးပါပါဒီချေတို့လည်းနှကောင်းသွေးရှန်တာကိုခံစားခဲ့ဘူးပါတယ်နှကောင်းသွေးရှန်တတ်တာကိုသိကြမှာအဲ့ဒီဟာကတော့ဘာကြောင့်ဖြစ်တာလဲဆိုရင်လေရုဖီအားနည်းတဲ့နေရာပေါ့ညင့်တဲ့နေရာပေါ့မြေပြင်နဲ့တောင်ပေါ်နဲ့ဆိုရင်လေရုဖီအားတောင်ပေါ်မှာနည်းပါတယ်အဲ့တော့ညင့်တဲ့နေရာတွေမှာဖြစ်တတ်ပါတယ်ဘာဖြစ်လို့အဲ့လိုဖြစ်ရတာလဲဆိုတော့ သွေးဖီအားအားလေရုဖီအားထက်အဲ့ဒီမြင့်တဲ့နေရာမှာပိုပြီးတော့ကြီးသွားလို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့လေရုဖီအားအားနေရာဒေသနဲ့အချိန်ကာလကိုလိုက်ပြီးတော့ပြောင်းလဲတတ်ပါတယ်လေရုဖီအားကိုရောက်နေတဲ့နေရာအမြင့်နေရာမှာဆိုရင်ကိုရဲ့ကိုခန္ဓာနာမရှိတဲ့သွေးဖီအားနဲ့လေရုဖီအားနဲ့ဘယ်လန့်မဖြစ်ဘူးဒါကြောင့်မလို့နှာခေါင်းသွေးရှင်တတ်တာတွေဖြစ်တယ်ဒါကြောင့်မလို့ the atmospheric pressure changes according to locality and time လို့ ပြောထားတာပဲဖြစ်ပါတယ်။အချိန်နဲ့နေရာအလိုက်ပြောင်းလဲခြင်းရှိပါတယ်။ပြောင်းသွားပါတယ်။လေဒုဖီအားနောက်တစ်ချက်ကလေဒုဖီအားဟာကုန်းမြင့်ဒေတာတွေထက်မြေပြန့်ဒေတာမှာပိုပြီးတော့များပါတယ်။အဲ့တော့ example 3.1ကိုကြည့်ရအောင်။ example 3.1မှာ find the force due to the atmosphere which is at 3 meter square area on the earth surface at the earth surface the magnitude of the atmospheric pressure is above 100 kilonewton per meter square ဒီအရင်တော့ဆိုရင်ဒီ100 kilonewton per meter square every person အတွက်တက်ရောက်နေတဲ့လေထုဖြည့်အား every one person လူတူတူပေါ်ကိုတက်ရောက်နေတဲ့ပြင်းပြလေထုဖြည့်အားကိုအမြဲတမ်းပဲအဲအလွတ်မှတ်ခဲ့ရတာပဲဖြစ်ပါတယ်အခုဒီမှာကတော့ထည့်ထားပေးတယ်အဲ့တော့မင်းတို့အနေနဲ့ရှာမှာသူက pressure ပေးထားပြီးသားဖြစ်တယ်ဒီမှာ force ကိုရှာရမယ် area ဲ့တော့ asphalt ပေါ်မှာတက်ရောက်နေတဲ့အဲပစ္စည်းတစ်ခုခုပေါ့တစ်ခုခုပေါ် တက်ရောက်နေတဲ့အာအဲ့ဒီအဲ့မြေကဘာမြေမြမှာရှိတဲ့အရာဝတ္ထုရဲ့ဒီ area တစ်ခုဟာဘယ်လောက်ရှိလဲဆိုရင်3 meter square ရှိတယ်သူ့ရဲ့ area အဲ့ဒီ area 3 meter square ရှိတဲ့ area ပစ္စည်းပေါ်ကိုတက်ရောက်ရမယ်အာဘယ်လောက်လဲလို့မေးခြင်းပဲဖြစ်ပါတယ်။ pressure လည်းပြောထားပြီးဖြစ်တဲ့အတွက် area ပြောထားတယ် pressure ပြောထားတယ်အဲ့တော့ p = fia နဲ့ အစာသွင်းပြီးတော့တွက်လိုက်မယ်ဆိုရင်လိုအပ်တဲ့ force ရဲ့တန်ဖိုးကိုရရမှာဖြစ်ပါတယ်မင်းတို့လည်းစူးစမ်းပြီးတော့လေ့ကျင့်ကြရအောင်နော်ဒီမှာနောက်ထပ် review exercise လေးတွေဆက်ပြီးတော့ကြည့်ရအောင်ပထမတစ်ခုက on which federal does the atmospheric pressure depend atmospheric pressure ဟာဘယ်အချက်တွေပေါ်မှာမိခိုးသလဲဒီချက်ဖြစ်ရပြောခဲ့ပါတယ်နှုတ်တက်လှုပ်ထားဖို့လိုပါတယ်ဆိုတာအဲ့ဒါကိုယ့်ရဲ့ဒီနှုတ်တက်လှုပ်ထားဖို့ပေါ်မှာမိခိုးပြီးတော့ဖြေနိုင်ဖို့အတွက်ဒီ review exercise လေးဟာအာလေ့ကျင့်ကြည့်လို့ရပါတယ်အဲ့တော့ the atmospheric pressure depends on locality and time အချိန်နဲ့နေရာကိုလိုက်ပြီးတော့မိခိုးပြီးတော့လေထုဖြေအားပြောင်းလဲနိုင်ပါတယ် why are you able to withstand atmospheric pressure atmospheric pressure လေထုပိအားရဲ့ဒဏ်ကိုမင်းဘာဖြစ်လို့ခံနိုင်ရရှိရလဲလေထုပိအားရဲ့ဒဏ်ကိုခံနိုင်တာလဲဆိုတဲ့အဓိပ္ပာယ်ပါအဲ့ဒါလဲတရှိရပထမရှင်းပြတဲ့အချက်တွေထဲမှာပါပြီးသားပါ မင်းတို့ပြန်ပြီးတော့ကိုကိုဘာသာကိုလေ့ကျင့်ရင်လည်းကို OS နဲ့ကိုရေးတတ်အောင်လေ့ကျင့်ကြည့်ဖို့လိုပါလိမ့်မယ်ဒီမှာကတော့တစ်ချက်ဖြည့်ပြထားပေးတာဖြစ်ပါတယ် Our body is full of air, blood vessels and body fluid so the pressure inside our body is almost the same as the external pressure and so balance it this is the reason why we are able to withstand the atmospheric pressure ရှင်းမာဒီချက်မြမလိုသေချာရှင်းပြပြီးသားဖြစ်ပါတယ်အဲ့တော့မင်းတို့လည်းအဲ့ဒါကိုပြန်ပြီးတော့ remind လုပ်ပါ warm up လုပ်ပါလုပ်ပြီးဒီစကလုံးတွေကိုဒီချက်ဖြေတာနဲ့မတူဘဲနဲ့ကို own words နဲ့ကိုရင်းနိုင်အောင် ဖြေတတ်အောင်ရင်းနိုင်အောင်လေ့ကျင့်ကြည့်ကြပါနော် နောက်ထပ် review တစ်ခုက why does nose bleeding occur ဟောနှာခေါင်းသွေးရှင်နာတွေကိုမကြကနတွေ့တွေ့ရတယ်ပေါ့နှာခေါင်းသွေးရှင်နာတွေဘာဖြစ်လို့ဖြစ်ပေါ်တာလဲအော်နှာခေါင်းသွေးရှင်နာတွေဖြစ်ပေါ်တဲ့အနေအထားလဲဒီချေပြောပြပြီးသားဖြစ်ပါတယ်ပြန်ပြီးတော့ warm up လုပ်ပါအပြန်ကြည့်ကြည့်ပါပြန်ကြည့်ကြည့်ပြီးမှမင်းတို့ပြန်ပြီးတော့လေ့ကျင့်ကြည့်ပါဒီမှာတော့ဒီချက်တစ်ခါတည်းအဖြေဖြေတာပြီးသားဖြစ်ပါတယ် nose bleeding which sometimes occur at the place of a low atmospheric pressure is due to the fats that the blood pressure is higher than the atmospheric pressure အားလုံးကိုကျေးဇူးတင်ပါတယ်ဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ